ော်ကျွန်တော်တီတီငိငိနဲ့အပြစ်မှလဟာစာရေးဆောင်ပြောတာရိုက်ရင်ကျွန်တော်တီတီငိငိဇက်ဆောင်ပြီးပဲရိုက်ရှင်တယ်ဟုတ်နောင်တော့မှကျွန်တော်ရိုက်ထားတဲ့ပုံစံကိုကျွန်တော်ပို့ကြိုက်တယ်ကျွန်တော်တို့ဆိုကြည့်အပြင်ဇက်ယုံနေဆိုအစင်းသားဆိုကျွန်တော်ဇမင်းသားဒီမှာတခြားစီအဲ့လိုခါမျိုးပေါ့နော်ဒါကိုယ့်ရဲ့စိတ်ခေါ်မှုပဲလေဒီစိတ်ခေါ်မှုကျွန်တော်ကိုယ်တိုင်နှိမ့်သက်တယ်ပြီးတော့ထပ်ပြီးတော့လည်းစူးစမ်းတော့မှာဟုတ် ကားတကားအတွက်ကြိုက်တယ်ဆိုရင်ဂျင်းနေပြီဟိုကိုကိုမုန်းတာမုန်းတာဆိုကားထဲမှာပဲကြည့်လိမ့်မယ်အပြင်မှာတော့ကျွန်တော်ကတော့ဟိုတူဟိုတူဆောင်နေတာပဲလေမဟုတ်လားစလန်းအရင်ကောင်းပါလေအဲ့ဒီမှာပါအကုန်လုံးပါတော့မိသားစုဝင်တွေပါပဲပြီးတော့စမ်းလဲစမ်းတယ်စလန်းလေးကပြီးတော့ character ကျွန်တော် character ကျွန်တော်ဟိုပေါ့အဖြစ်မရှိ ကျန်အကျန်ပဲနောက်ဆိုဟမ်ဖန်နေတယ်ဟုတ်ကြည့်လိုက်ပေါ့ကြည့်ပေးပါအဲ့ကြောင့်ဇလန်ပြောရင်ပြောလို့သိအစင်မပြေတော့အော်ကုထုမင်းကလည်းအစင်ပြေပါတယ်ဒါပေမဲ့လည်းလိုအပ်ချက်တော့ရှိတော့ရှိတာပေါ့နော်ဒါပေမဲ့လည်းသူတုတ်ဆောင်နိုင်တဲ့သူ့ရဲ့စ조사မှုကတော့ဒီကားနဲ့တက်သေးပြပါလိမ့်မယ်ဟုတ်ကျွန်တော်ကြည့်ရတဲ့လောက်ကတော့အာသူတော်တော်လေး조사ထားတယ်ဟုတ်ကျွန်တော်အခန်းမပိုင်အောင်ကျွန်တော်ထိုင်ကြည့်ပေးပါတယ်ပြီးတော့ setting တွေပါလေးလုပ်သွားတာလည်းကောင်းပါတယ် ပြီးတော့လုတ်ဟောပြောမထင်မှတ်တဲ့ခါတွေပါလာပါလိမ့်မယ်မထင်မှတ်တဲ့ဆိုတော့ဥပမာဒီလူကကောင်းတယ်ဆိုပေမဲ့လည်းမကောင်းတဲ့ပုံစံကြီးဖြစ်သွားတာတော့ပြီးတော့မြုပ်ွက်တွေပေါ့နော်မြုပ်ွက်တွေအများကြီးပါပါတယ်ပြီးတော့လည်းဟိုအိန္ဒိယနယ်ပိုင်းတွေတချင်းလေးရာစာပါလာတယ်အဲ့လေးတွေကဟိုပေါ့ကျွန်တော်တို့အတွက်လည်းဟိုဘယ်လိုကောင်းလဲဇလန်နဲ့အဝင်ကွန်ကြဖြစ်တယ်လို့ကျွန်တော်ထင်ပါတယ်တသက်မဲ့ကြီးအိန္ဒိယဇက်ကမလို့တချင်းထည့်လိုက်တာမဟုတ်ဘူးအဖျားเจ้าမတက်ရင်တချင်းလေးပါလာတယ်လေသူတို့ရဲ့ရိုးရာလေးတွေပေါ့နော်အဲ့အလေးတွေပါလာပါတယ်ခင်ဗျာဟုတ်ဆုံးဟုတ်ဟုတ်ဆုံးဟုတ်ဆုံး ရကြည့်နေလို့ပဲခံစားရမှာလူရက်မြင်ပြီဟုတ်အဲ့လို action drama လို့လည်းပြောလို့ရတယ်ပေါ့နော်အဲ Bollywood ကားကြီးကြည့်ပြီးခံစားမလားဆိုတော့လည်းမဟုတ်မြန်မာငွေသက်လည်းပါသေးတာပဲအဲ့အဲ့လေးလည်းပါပါတယ်ပြီးတော့အဓိကတော့အမြဲပါမရှိတဲ့ pride မှာအကြည့်ခုနစုံမတ်ဆိုတဲ့အတိုင်းဘယ်လိုခေါ်မလဲဒါပြောမှဆိုရင်ကိုထွန်းနဲ့ထွန်းမင်းနဲ့ပေါ့နော်အဖြူနဲ့အမဲပုံစံပေါ့နော်အဲ့အဲ့လိုပုံစံလေးတွေပေါ့နော်ဒါဆိုဘယ်လိုဖြစ်လာလဲဆိုလူတွေလည်းစိတ်ဝင်စားတယ်လေ ဘိုက်တဝေးဥင်္ဂလနာ in the coil ကျန်းနေဆိုတာဘယ်လိုပြောလဲဆိုတော့အဖြစ်မရှိဘူးဆိုတော့လေကျွန်တော်စဉ်းစားလိုက်တယ်ဘယ်တော့မှစဉ်းစားလိုက်တော့ဟိုမရိုက်ဘူးရတယ်လို့ကျွန်တော်ခံမယ်ဆိုပြီးတော့ဟိုအဲ့လိုအကိုလုံးလုံးမလားဆိုရတယ်လုံးမယ်တသက်ဟိုကိုလေးရိုက်ချင်တာရိုက်ရိုက်ချင်လို့ကျွန်တော်ကတော့စမ်းသပ်ပြပြနေပြီပထမတကားတော့လည်းအတ္တလုံးနေနဲ့အဲ့မှာကျတော့လေကျွန်တော်နှုတ်တယ်အရန်ကိုနှုတ်လို့မှကြည့်အဲ့ကြတော့လေဟိုအပြောင်းလဲလေးဖြစ်သွားတာပေါ့နော် အတ္တလုံဒီ driver ပဲရိုက်တယ်အတ္တလုံကြတော့လေကျွန်တော်အရန်နှုတ်ရဖေးတယောက်အခုကြတော့လေအရန်အဲ့လိုပုံစံပေါ့နော်ဟိုကိုဟာလုံဆောင်ချက်လေးကွဲသွားတာပေါ့နော်ကျွန်တော်လာလိုက်ဖက်တယ်ဆိုတော့အာစူးစမ်းမှုပုံပူတည်တာပေါ့နော်အကုန်လုံးတော့စူးစမ်းထားတာပါပဲအဲကျွန်တော်တည်တည်ငြိမ်ငြိမ်နဲ့အပြင်မှာလာဟာစာရေးဆောက်ပြောတာရိုက်ရင်ကတော့တည်တည်ငြိမ်ငြိမ်ဇက်ဆောင်ပြီးပဲရိုက်ရှင်တယ်ဟုတ်အဲနောက်တော့မှကျွန်တော်ရိုက်ထားတဲ့ပုံစံကိုကျွန်တော်ပူကြိုက်တယ် လူမုံများတာတဲ့ဘာလို့ခေါ်မလဲဇလန်းပြည်သားဖို့ရေးကြည့်တာပေါ့နော်လူမုံတာလည်းကြိုက်တယ်ဆိုတာလည်းအဲဘယ်လိုပြောမလဲကားတကားအတွက်ကြိုက်တယ်ဆိုရင်ကျင်းနေပြီဟိုကိုကိုမုံနာမုံနာဆိုကားထဲမှာပဲကြည့်လိမ့်မယ်အပြင်မှာတော့ကျွန်တော်ကတော့ဟိုတူဟိုတူဆောင်နေတာပဲလေမဟုတ်လားအဲ့တည်းဟို character မျိုးစုံတော့လောက်ရမှာပဲဟာသလည်းလောက်ရတာပဲကိုယ်နဲ့မတူတဲ့ခါကြီးလည်းလောက်ရတာပဲပေါ့နော်စင်ခေါ်မှလည်းဒီဟာပေါရမှုတစ်ခုဖြစ်လာမှာလေအဲ့တည်းလည်းကျွန်တော်စင်ခေါ်မှုကို လက်ကမ်းပြီးကြိုပါတယ်ကျွန်တော်တို့ဆိုကြည့်အပြင်ဇက်ရုံနဲ့ဆိုအစင်းသားဆိုကျွန်တော်ဇမင်းသားဒီမှာတခြားစီအဲ့လိုခါမျိုးပေါ့နော်ဒါကိုယ်စိတ်ခေါ်မှုပဲလေဒီစိတ်ခေါ်မှုကျွန်တော်ကိုယ်တိုင်နှိမ့်သက်တယ်ပြီးတော့ထပ်ပြီးတော့လည်းစူးစမ်းသွားမယ်ဟုတ်အစီရလာမှာစုံမတ်ဆိုတဲ့အတိုင်းဟိုပြီးတော့လည်းတခြားနိုင်ငံသားတွေပါလာတယ်ပေါ့နော်အဲ့တို့လည်းကိုယ့်မြန်မာပြည်အနေထားနဲ့ပိသက်အားမငယ်အောင်ပိသက်ကြည့်တဲ့ပိသက်အားမငယ်အောင်အားပေးလေပါဦးလို့ကျွန်တော်ဒီကနေပဲဖိတ်ခေါ်ပြရစီခင်ဗျာ